ဘဲဘဝရရောက်ရှောင်လွဲလို့မရမယ့်ကံကံအကျိုးများအားလုံးပဲမင်္ဂလာပါရှင်ယနေ့ခေတ်မှာတော့လူတတော်များများကကိုကိုရိုင်းပြုမှုမိလိုက်တဲ့လောက်ရက်တွေကိုမမြင်နိုင်တော့ဘဲဘဝကြီးကအခါရီကိုသာပေးလာတယ်လို့ယုံကြည်လာကြပါ යි အထူးသဖြင့်ဘဝကြီးတာယာနေတဲ့အချိန်မှာတော့တတိမမှုမိကြဘဲဘဝကြီးကခါတက်လာတဲ့အခါမှာတော့ကိုယ့်ရဲ့ဘဝဟာအဖြစ်ဆုံးနဲ့ကြောင်းရလေခြင်းဆိုတဲ့အယူဆတွေကြောင့်စိတ်တက်ကြတာတွေမလုံတဲ့နာလုံးမီယာတွေတက်တရာတွေအမျိုးမျိုးဖြစ်လာခဲ့တာပဲဖြစ်ပါ යි တကယ်တမ်းမှာကျတော့ယနေ့မြန်မာခေတ်ဖြစ်ပျက်လာတဲ့အတောင်ကိစ္စအကုန်လုံးကလည်းတစ်ချိန်တစ်ခါမှာကိုကပြုတ်လောက်ခဲ့လို့ကိုကြည့်ကောမလွဲဤကံပြန်ရောက်လာကြတဲ့ပဲ့တင်တန်တွေပဲဖြစ်ပါရဲ့ရှင်တခါကမြတ်စွာဘုရားရှင်လက်ထက်ယဟန်900နဲ့အတူဆွန့်ခံကြွာလာရေးရွာလေးတရွာကိုဖျက်သွားကြ၏ဒီရွာရဲ့ပပတ်လေးဟာ တာမန်လူမျိုးဟောက်မနေပဲပုံမှန်ထက်ပိုပြီးတိတ်ဆိတ်လုံးနေရကြောင်းဖះရှင်နဲ့အတူပါလာတဲ့ယဟန်900ကမိကွန်းထုတ်တော်မူခဲ့ပါ යි ဒီတာမညရွာလေးတေရွာဟာဘလို့အကြောင်းပြချက်တွေကြောင့်ခုလူမျိုးအတိတိတ်ဆိတ်နေရလေဖះဒီအမေကိုကြတော့ဖះရှင်လဲတာဝကရိအပါဝိဒီရွာနဲ့ပတ်သက်လို့ကဘာမီပေါ်ခြံထားရစ်စရာတရားတည်သနာအချို့ကလည်းဒီရွာမှာရှိရဲဆိုပြီးတပါညူတာညံတော်နဲ့ကြာတိလိုက်ရပါ යි ဒါကြောင့်ချစ်သားယဟန်တို့ ငါတို့ကိုပေးအပ်သောအချင်းယာတို့သာဒီရွာဤတရောင်တနီယာတွင်ရှိကြလေကုန်၏ရွာသူရွာသားတို့သည်လည်းငါဖျားဟောကြလေသောတရားတော်ကိုနာကြားဖို့ရာတီလာပြေဝလေသည်ဒါကြောင့်ငါတို့ခီးစဉ်ကိုဒီရွာစနတ်ပုတ်မှာခိတ္တနာခိုတော်မူကြမည်ဆိုပြီးမိန့်ကြားတော်မူခဲ့လေ၏ဒါကြောင့်ဖျားရှင်နေတကွနောက်ပါယဟန်900လုံးဒီရွာလေးကိုရောက်သွားတဲ့အခါမှာတော့အိမ်တအင်းရဲ့အရှိမတရွာလုံးကလူတွေစုပေါင်းပြီးစိတ်ဝင်တစားကြည့်ရှုနေရကိုတွေ့မိလိုက်တယ် ီလိုနဲ့ပဲဖះရှင်ကြွာလာတာကိုရွာသားရင်းမင်းတော့နေရထိုင်ခင်းပေးအပ်ပြီးရွာမှာဖြစ်ပျက်နေတဲ့အကျိုးအကြောင်းအဆောင်တွေကိုပြောပြပါတယ်အကြောင်းဆောင်သွားတဲ့အခါမှာတော့ဒီရွာသူရွာသားအားလုံးစူးစမ်းနေကြသည်မှာအမျိုးသမီးတဦးရဲ့အလောင်းရုပ်တရုပ်ကိုဖြစ်ကြောင်းသိလိုက်ရပါတယ်ဒီအမျိုးသမီးရဲ့အလောင်းဟာတာမန်လိုမျိုးယောဂအနာတရားကြောင့်တည်ဆုံးခဲ့ပေမဲ့လည်းအလောင်းရုပ်ရဲ့ဘေးမှာရှိနေတဲ့တဲအိုးတအိုးကတော့ပုံမှန်မဟုတ်နေခဲ့ပါဘူး ီသိန်းဟိုဟာအမျိုးသမီးအလောင်းရဲ့လေဘေးမှာဂုံဒီဂျိုးတကြုံနဲ့တွဲလောင်းချီတာပြီးမချီမဆန့်တည်ဆုံသွားခဲ့ရတာပဲဖြစ်ပိုင်းဒီလောင်းအမည်တော့ဖျားရှင်လေလူတယောက်မှရှိရဲ့အတိတ်ကံကြွေးဟာဘယ်တော့မှပြေးမလွတ်လေဘူးလို့မိန့်တော်မူခဲ့ပြန်ပိုင်းဒါကြောင့်မေဒီအမျိုးသမီးဖြစ်သူရဲ့နာရီမှာမြတ်စွာဘုရားကိုတော်တိုင်တရားရည်အေးတိုက်ကြွေးတော်မူခဲ့ပိုင်းဖះရှင်ရဲ့မိန့်ကြားတော်အရာကတော့ဒီအမျိုးသမီးဟာတခါတော့ဘဝမှာခွေးတကောင်ကိုသူ့အနာကနေထွက်သွားစီလိုခြင်းကြောင့ ရေတွင်းတွင်ရဲ့ဘေးမှာရှိတဲ့တဲအုပ်ကိုယူအဲ့ဒီတဲအုပ်မှာဂုံဒီကျိုးပတ်ပြီးခွေးရဲ့လယ်ဘေးမှာချိတ်ဆွင်ရင်အသက်သေးဆုံးစေခဲ့တယ်လို့ခုလိုမျိုးမိန့်ကြားလာခဲ့ပါတယ်။ချစ်သားယဟန်တို့ဒိုမိမတီလည်းမိမိပြုတ်အပ်သောကံအကျိုးကိုသာလီခံစားရပြီ။ဒိုမိမတီလွန်လေပြီးတော့အခါဘာယာနတိပြည်၌တကြွတူဦးဤမရဖြစ်၍ရေခတ်ခြင်း၊စံဖို့၊မောင်းထောင်ခြင်း၊ထမင်းချက်ခြင်းအစရှိသောခက်သိမ်းသောအမှုကိစ္စတို့ကိုမိမိလက်ဖြစ်သာလီပြုလေ၏။ ထိုမိမဤခွေးတကောင်သည်အိမ်၌အမှုခတ်သိမ်းတို့ကိုပြုသောထိုမိမကိုကြည်လျက်သာနေလေ၏လေတို့ထမင်းပို့ဆောင်သော၎င်းထင်းဟင်ရွက်စသည့်အကျုံးကတောသို့သွားသော၎င်းထိုမိမနှင့်အတူတကွာတားလေသွားလေ၏ထိုတို့အတူသွားသောအချင်းရကိုမြင်လေလူငယ်တို့သည်အချင်းတို့ခွေးမှုစိုးထွက်သွားလေပြီယနေ့ငါတို့သည်အမင်းဟင်းဖြင့်စားကြရကုန်လက်တန်းလို့ပြည့်ရပြူကြကုန်နေထိုမိမသည်ထိုလူငယ်တို့၏ပြည့်ရစကားကြောင့် မျက်နာမသာဖြစ်သည်ဖြင့်ခွေးကိုခဲလန်တန်စသည်တို့ဖြင့်ပုတ်ခတ်၍ထွက်ပြေးစီလျက်ခွေးသည်ပြန်လည်၍တဖန်အမိလိုက်လာပြန်လျက်ထိုခွေးသည်အားသုံးခုမြောက်သောကိုအဖြစ်၌ထိုမိမ့်မဤလင်းယောက်ျားဖြစ်ဘူးတည်းတက်ဒါကြောင့်ချစ်ခင်ချင်းကိုဖြတ်တောက်ခြင်းကမတန်နိုင်အစမထင်သောအနမတက်ကတန်တရာကြီး၌မရသည့်၎င်းလင်းယောက်ျားသည့်၎င်းမဖြစ်စဘူးကြသောသူတို့မိသည်အကယ်၍ကမရှိကြကုန် ရင်းတို့မရှိကြကုန်တော့လဲနီးကက်သောအတာပေါ်၌ဖြစ်သောဆွေမျိုးတို့အပေါ်၌အတိုင်းအရှိတန်းလွန်သောချစ်ခင်ချင်းသည် ဖြစ်တတ်၏ဒါကြောင့်ထွက်ခွေးသည်ထိုမိမအပေါ်၌ဖြစ်သောချစ်ခင်ချင်းကိုစွန့်ပြင့်ခြင်းကမတန်နိုင်ချထိုမိမသည်ခွေအားအမျက်ထွက်လာသဖြင့်လဲထုံရ၌လင်းရောက်သောအဖို့ရာကုပို့ဆောင်လက်သည်ရှိသော ကျူးကိုရင်ခွေး၌ထား၍သွားလေ၏ခွေးသည်လည်းထိုမိမနှင့်တာလဲအတူတကွလိုက်သွား၏ထိုမိမသည်လင်းအားရာကုကိုပေးပြီးလင်း အချင်းဤသောအိုးကိုယူလျက်တခုသောယေရှိယအရက်သို့သွားသဖြင့်အိုးကိုတဲဖြည့်ပြည့်စေ၍အနီး၌ကြီးလျက်နေလေသောခွေအားအတန်ကိုပြုလေ၏ခွေသည်ငှက်အားကြာမြင့်လာလိပြီတကားယနေ့မှချူသားသောစကားကိုရှအံ့ပြီ၏ဟု အမီးနှံလျက်ထိုမိမတန်သို့ချင့်ကန့်လျက်ထိုမိမသည်ထိုခွေကိုလဲပေး၌မြဲစွာဂိုင်းလျက်တခုသောကြိုးစုံဖြင့်အိုးကိုဖွဲ့ချင်၍တခုသောကြိုးစုံကိုခွေရဲ့လဲပေး၌ဖွဲ့ချင်၍ အိုးကိုရေတို့ရှေရှုလိမ့်စီလေ၏ခွေးသည်အိုးနာတို့အစင်လိုက်ပါလျက်ရှေး၌ကြာ၍ထိုရင်၌ပင်တရားရှာလေသည် ထိုမိမသည် ထိုအကုသိုလ်ကံ၏အကျိုးဖြင့်ရှေလျားစွာသောနေညာပတ်လုံးငရဲ၌ချက်ပြီးမှအကျိုးအကျွင်း၏အစွမ်းဖြင့်တရားတော်ကိုအဖြစ်၌တဲဥကိုလဲပေး၌ဖွဲ့ချီသည်ဖြင့်ရေ၌ပြစ်ချခြင်းကြောင့်တေးရဘူးလာလေပြီဤသို့မိမိပြုတ်အပ်သောကံ၏အကျိုးကို ခံစားရလေ၏ဟုမိန့်ကြားတော်မူခဲ့ပါ၏ဗုဒ္ဓဘာသာဆိုတာကတော့ကိုပြုတ်မှုလိုက်တဲ့ကံတရားဟာကိုစီကိုပဲတဖန်ပြန်ရောက်လာမှဖြစ်တယ်လို့ဘသူကမှလည်းအစာခံစားပေးလို့မရကြေအေးပေးလို့မရတာကြောင့်နားစင်နေကြတဲ့လူချင်းမင်းတို့လည်းအတိနဲ့တတိကပ်ပြီးပြုတ်မှုကြင်ကြန်နိုင်ဖို့စုမုံကောင်တောင်းလိုက်ပါရှင်